အကြီးမြင့်တတိပေးချက်ငါကက2025 1389ခုကဆုံလပြည့်ကျော်3ရက်2025ခုနှစ်မေလ14ရက်ယနေ့မြန်မာစံတော်ချိန်9:00နာရီနောက်ဆုံးရရှိသည့်အချက်လက်များအရမင်္ဂလာပင်လယ်အော်အတွင်ဖြစ်ပေါ်လျက်ရှိသည့်လေဖိအားနည်းစေ၏အရှိန်ကြောင့်တွင်စင်လာသည့်အာကောင်းသောအပူပြန်တက်တိမ်တိုက်များနှင့် အာရှကုန်းတွင်းဒေသမှ လေအေးများတွဲဆုံမှုတို့ကြောင့်၎င်းအနောက်တောင်မုတ်တုံလေဦးဝင်ရောက်လာမှုတို့ကြောင့်၎င်းယနေ့မှစ၍28ရက်5လ2025ရက်နေ့အတွင်းတပြည်လုံးတွင် နေရာစိတ်စိတ်မှ နေရာအနှံ့အပြားမိုးထစ်ချုံရွာပြီးနေရာကွက်၍မိုးကြီးခြင်းလျှက်စည်းလက်ခြင်းမိုးချင်းခြင်းမိုးကြိုးပစ်ခြင်းမိုးတီးကြွေခြင်းနှင့်မိုးတက်လေပြင်းတိုက်ခတ်ခြင်းတို့ဖြစ်ပေါ်နိုင်ပြီးမိုးတက်လေပြင်းကြစဉ်ရေပြင်းမြေပြင်းလေသည် တနအီလ35 မိုင်မမိုင်၄၀အထိတိုက်ခတ်နိုင်သည်ဟုခန့်မှန်းရပါသည်။ထို့ဖြစ်ပါ၍ယနေ့မှစ၍28ရက်9လ2025ရက်နေ့အတွင်းမိုးရွာသွန်းခြင်းကြောင့်ဖြစ်ပေါ်လာနိုင်သည့်ရေကြီးခြင်း fiber line နဲ့လျှက်စစ်တပ်အားလိုင်းများပြိုကျရိုင်လဲခြင်းစသောတဘာဝဘေးအန္တရာယ်တို့ဖြစ်ပေါ်နိုင်သည့်အတွက်ကုန်းမြင့်ဒေသအနီးတွင် နေထိုင်ကြသူများအနေဖြင့်မိုးကြိုးပစ်ခြင်းနှင့် မြေပြိုမှုအန္တရာယ်ကိုလည်းကောင်းမြမကံယိုရန်တလျှောက်မြင်းငယ်ချောင်းငယ်များအနည်းနှင့်မြေနှိမ်ပိုင်းတွင်နေထိုင်ကြသူများအနေဖြင့်လေပြင်းအန္တရာယ်နှင့်လျှက်တပြက်ရေကြီးရေရှမ်းမှုအန္တရာယ်တို့ကိုလည်းကောင်းကြိုတင်သတိပြုနိုင်ပါရန်နှင့်စိုက်ပျိုးမွေးမြူတောင်သူများအပါအဝင်ပြည်တွင်းလေကြောင်းပြန့်တန်းရေးပြည်တွင်းရေကြောင်းသွာလာရေးမြမကံယိုရန်တလျှောက်နှင့်ကမ်းလွန်ပင်လေပြင်းတို့ရှိ ကန်နီကန်ဝေ ငါဖန်းရည်ရည်များဆက်လေများတင်မောများအနေဖြင့်လဲကြိုတင်သတိပြုနိုင်ပါယံကြိုတင်၍သတိပေးနှိုးစော်တင်ပြအပ်ပါသည်တဘာဝဘေးအနေရို့မှကိလွညင်းအေးကြပါစေ